မင်္ဂလာပါဒီနေ့ဒီရက်တမိုးသိအင်ဟာအရောက်ပြခင်ကနေပြန်လေးကြိုးစိုးလိုက်ပါတယ်ရှင်ဒီဒီဘက်ဖော်ပြပေးမယ့်အခန်းလေးတွေကဒီနေရာကတော့ဒေါ်ပုံမျိုးနဲ့တင်ငင်းကျွန်းမျိုးနဲ့တောင်ပေါ်မှာရှိတဲ့အခန်းလေးတွေဖြစ်ပါတယ်ရှင်သူကတမိုးသိအင်ဟာဆိုတဲ့အတိုင်းပဲသူရဲ့ဇင်းလုံးတွေနဲ့300ကနေ400ဒရင်းမှာရှိတဲ့တိုက်ခင်းလေးတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်ပြီးကြတော့ဒီတိုက်ခင်းလေးတွေအားလုံးကိုလည်းဟုံးလုံးနဲ့ဝင်ယူလို့ရပါတယ်ရှင်ပထမအဆုံးအနေနဲ့ဖော်ပြပေးခြင်းတဲ့အခန်းလေးကတော့ပသိမ်နီလန်း သောမမျိုးတွေမှာတရှိတဲ့အခန်းလေးပဲဖြစ်ပါရှင်။အာသူ့ရဲ့ဈေးနှုန်းကတော့သူ့ရဲ့အခန်းလေးဈေးနှုန်းကတော့320ပါရှင်။အလွာအပြင်းတော့သူကတလွာမှာတရှိပါတယ်။သူ့ရဲ့အကျယ်ဝန်းကတော့ပေး12ပေခွဲပေါ့နော်။ပေး90ချင်ဝန်းတဲ့အခန်းလေးပဲဖြစ်ပါရှင်။ပြီးတော့ဒီရဲ့အခန်းလေးတွေဒီရဲ့အခန်းလေးကိုသူကဘန်းလုံးနေလဲဝယ်လို့ရပါရှင်။ဒါကြောင့်မလို့ဒီခန်းလေးကိုလည်းတရှိသေးကြပါအောင်ရှင်။ ီယာပြခြင်းတဲ့အခန်းလေးကတော့နှချောင်းလမ်းတောင်မြို့နယ်မှာတည်ရှိတဲ့အခန်းလေးကိုပြခြင်းပါတယ်ရှင်။သူ့ရဲ့တိုက်မှာဆိုရင်အခန်းအပြင်သူက၄ခန်းရှိပါတယ်။ဒါကြောင့်မလို့၂လွာ၃လွာ၄လွာ၅လွာဆိုတဲ့အခန်းလေးတွေပဲဖြစ်ပါတယ်ရှင်။အဲသူရဲ့အလွာအလွာမတူရလိုက်ပါတော့သူရဲ့ဈေးနှုန်းလေးကလည်းကွာခြားပါတယ်။အများဆုံးအနေနဲ့ဈေးကတော့၃၄၆၀ကနေပြီးတော့အနည်းဆုံးဈေးအနေနဲ့သူက၃၃၈၀အထိရှိပါတယ်ရှင်။ ဒီတိုက်ခင်းလေးအကျယ်ဝန်းကတော့ပေနေနေကတော့ပေ17ပေဝယ်ပေ48ပေထိအကျယ်ဝန်းတဲ့အခန်းလေးပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ဒီအခန်းလေးဝင်လဲလာပြီ။ကဲနောက်ဆုံးအနေနဲ့မိတ်ဆက်ပေးခြင်းတဲ့အခန်းလေးကတော့သင်ကန်းချင်းမျိုးနဲ့သူမနာလမ်းမှာတရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်။အာသူကတော့နည်းနည်းလေးပုံပြီးခြေဝန်းတဲ့အခန်းလေးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်သူရဲ့ပေအားဖြင့်ဆိုရင်18ပေ54ပေခြေဝန်းတဲ့အခန်းလေးပဲဖြစ်ပါတယ်။အလွန်အားဖြင့်တော့သူက၄လောက်မှာတရှိတဲ့အခန်းလေးပါရှင့်။အဲသူရဲ့ဈေးနှုန်းကတော့350ဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ဒီအခန်းလေးကိုလာပြီးတော့ ယ်ဒါလေးကတော့300ကနေ400ကျားမှတရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်ဟောလုံးနဲ့ဝယ်ယူမယ်ဆိုရင်တစ်နှစ်ဦးပေးသွင်းငွေ300ရာခိုင်နှုန်းကိုလိုချင်တဲ့တိုက်ခိုင်ရဲ့300ရာခိုင်နှုန်းကိုအရင်ဆုံးပေးသွင်းလိုက်တာနဲ့ပေါ့နော်ဒီခန်းလေးမှာနေနိုင်ပြီဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ဟောလုံးနဲ့ဝယ်ယူနေဆိုရင်အောက်ကဖောက်ပြပါဖုန်းနံပါတ်ကိုဆက်သွယ်လို့ရတယ်လို့ယူနေဒီမှာလည်းလာပြီးတော့ဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ရှင် ဟုတ်ဒါကတော့တမိုးသိအင်ယာတိုက်ခဲအစီအစဉ်ပဲဖြစ်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းဘလို့တမိုးသိအင်ယာတိုက်ခဲလေးနဲ့မိတ်ဆက်ပေးမလဲဆိုတာကတော့စိတ်ဝင်စားစရာနဲ့ဆောင်ကြည့်ပေးပါအောင်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မက Unity ကမြတ်ဖြစ်ပါတယ်ရှင့်